ိုင်ငံအနာကိုတင်းယူပြီးချိန်ကတည်းကရွေးကောက်ပွဲကျင်းပမယ်လို့အမြဲတစေကြွေးကြော်ထားတဲ့စစ်ကောင်စီဟာ2025ခုနှစ်ဒီဇင်ဘာလအတွင်းအထွေထွေရွေးကောက်ပွဲတွေကျင်းပသွားမယ်လို့ရွေးကောက်ပွဲကော်မရှင်ကနေတဆင့်ကြေညာလာပါတယ်။ဒါကြောင့်နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့မှတ်ပုံတင်ခြင်းအပါအဝင်ပါတီတွေပူးပေါင်းကပါတီတစ်ခုတည်းအဖြစ်တည်ထောင်ခြင်းလုပ်ငန်းတွေကိုမေ9ရက်နေ့နောက်ဆုံးထားလျှောက်ဖို့သတင်းထုတ်ပြန်ထားတာပါ။ ရွေးကောက်ပွဲအမိဆောင်ရွက်နိုင်ရေးနဲ့နိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲဆိုင်ရာမဲဆွဲစည်းအုံနာတွေလှုပ်ဆောင်ဖို့အချိန်လွန်လောက်စွာရရှိစေဖို့အတွက်ဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကအကြောင်းပြပါသည်။ကေအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးကပါတီမှတ်ပုံတင်ခွင့်ရပြီးဖြစ်ပေမဲ့ရွေးကောက်ပွဲမဲဆွဲစည်းအုံရေးအတွက်ရက်အတိအကျတည်ရမှာသာတရားဝင်လှုပ်ရှားလို့ရနိုင်မယ်လို့တန်လွင်တိုင်းကိုပြောပါသည်။ကျွန်တော်ကဒီလိုပြန်ဆောင်ရမယ်လို့ကျွန်တော်ဒီကောင်ကဘယ်နည်းလုပ်မယ်ဘယ်နည်းမက်ဆေ့ချ်ပို့ရမယ်ဆိုတော့ သာတိကြပဲသူမျိုးပြင်တယ်အဲသာတိကြမရတဲ့ခါကျတော့ဒီအချင်းတွေကိုထိုင်ရမှန်းတော့မသိဘူးဘာလို့လဲဆိုတော့ဟိုကဘယ်လိုမကျက်ပြင်ဘူးဘယ်ကိုစနေလို့ခုနကမက်နတ်နဲ့မျိုးခဲ့တာရှိတယ်လေအဲအဲ့ဒါကိုအပြည့်စုံကျွန်တော်တိကြပြင်မှာပဲလည်းကျွန်တော်တို့ဟိုဟိုဆက်လို့ရမယ်တော့ပြင်လို့လုပ်သားဖို့ကလည်းအဲဒီရက်ကြီးကလုပ်မပြီးသေးဘူးဆက်ပြီးခုနကအဲ့ဒီဒီဇင်ဘာလို့ဇန်နဝါရီလို့ဆိုတာ အဆန်နဲ့ကြားနေတယ်ကြောင်းမတမလာပြီးတော့သူတို့နည်းနည်းလေးဝတ်ကြနေတယ်ပြောတာစစ်ကောင်စီအနေနဲ့လက်ရှိမှာရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမပြဌာန်းရသေးပေမဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ငန်းတာဝန်တွေကိုပုံမထရောက်စွာဆောင်ရွက်ဖို့ကော်မရှင်ဒုဥက္ကဋ္ဌအဖြစ်ဦးတန်းစိုးကိုပြီးခဲ့တဲ့ရက်ပိုင်းကခန့်အပ်တာဝန်ပေးထားတာပါအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေဆောင်ရွက်ပြီးရင်ရွေးကောက်ပွဲကျင်းပမယ်လို့တရားဝင်ကြေညာထားတဲ့စစ်ကောင်စီအနေနဲ့လက်ရှိအချိန်ထိနိုင်ငံအနှံ့ဆက်ရနာရှင်စနစ်စန့်ကျင်ရေးတိုက်ပွဲတွေကိုရင်ဆိုင်နေရတာပါ ဒါကြောင့်2008ဖွဲ့စည်းပုံခြေခံဥပဒေကိုအသုံးချပြီးတရက်ထဲရွေးကောက်ပွဲကျင်းပမှာမဟုတ်ပဲလုံခြုံရေးအခြေအနေအရနည်းမြေဒေသပေါ်မူတည်ပြီးအထွေထွေရွေးကောက်ပွဲတွေအပိုင်းလိုက်ကျင်းပမယ်သဘောဖြစ်ပါတယ်လက်ရှိအခြေအနေကတော့ဒီကကျွန်တော်တို့ပေါ့နော်ဒီကော်မရှင်တွေရဲ့လှုပ်ရှားမှုကြည့်ရတယ်ဆိုရင်တော့ဟောရွေးကောက်ပွဲကတော့မဖြစ်မနေလုပ်မှာဗျာမဖြစ်မနေလုပ်မယ်ဆိုတာကလုံလို့ရတဲ့မြို့နယ်သူလုံမှာပေါ့ဗျာသူကအတူပေါ့နော်သူ့ရဲ့ဥစ္စာလုံလို့ရတဲ့မြို့နယ်သူကောင်လုံပြမှအခြေအနေဖြစ်နေပြီးအခြေအနေရတယ် စက်ကောင်စီဘက်ကလည်းရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာတတိယဘက်ကနေလာမယ့်နှစ်ဇန်နဝါရီဒုတိယဘက်ထိတလအတွင်းရွေးကောက်ပွဲလုပ်လို့ရတဲ့မြို့နယ်တွေမှာကျင်းပပြီးစီးဖို့ရထားတာဖြစ်ပါတယ်။မဲဆင်းရင်မာပြင်းမှုအကြောင်းပြချက်နဲ့နိုင်ငံကိုအရေးပေါ်အခြေအနေဖြစ်တနည်းကြီးညာခဲ့ပြီးနောက်ထပ်6လတက်တန်းကိုအကြင်ကြင်တိုးယူထားရင်းနဲ့လူလူတရလုံးကိုစိရောက်ချုံရီအောင်တွသွင်းခဲ့တာဒီနေ့ကြော်လာခဲ့ပါပြီ။အာနာသိမ့်မှုအတွင်းကန္နာပေါင်းစုံပြည့်စည်ရွယွင်းပြီးချွတ်ချုံကြနေတဲ့အခြေအနေမှာပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့် ဗဟုအာဏာဆက်ချုပ်ခံရာနေပြည်တော်ပါဝင်နိုင်ငံအလဲပိုင်းမှာထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့ပါသည်။ဒါပေမဲ့စစ်ကောင်စီကတော့ငလျင်ကြောင့်ပြန်လည်ထူထောင်ရေးကိုအာရုံစိုက်ရမယ်အစားရွေးကောက်ပွဲကိုကျင်းပဖို့နောက်မဆုတ်တဲ့အပြင်လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပါလှုပ်ဆောင်လာခဲ့တဲ့အတွက်ဝေဖန်မှုတွေလည်းရှိနေတာပါ။အခုကငလျင်ဘေးကိုသူကအဓိကမလုပ်ဘဲနဲ့ဟောသူတို့ကလည်းအပြစ်ရက်တယ်ဆိုရပြောတော့လည်းအပြစ်ကမရက်အခုအခုကလည်းရွေးကောက်ပွဲကလည်းဘယ်နည်းဆက်လုပ်မယ်ဆိုချက်ကျင်ညာဆိုတော့ခင်ဗျ ဟိုကောနော်ကိုလုတ်တင်တာကိုမလုတ်ပဲနဲ့မလုတ်တင်တာကိုလုတ်နေတယ်မြင်တော့ခင်ဗျာတဖက်မှာကုလသမဂ္ဂအတွင်းဘုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကနလျင်တန်ကြောင့်မြန်မာနိုင်ငံကိုလာရောက်ပြီးနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေနဲ့ဧပြီ9ရက်နေ့မှာတွေ့ဆုံခဲ့ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပမဲ့အချိန်ကာလကိုကြီးညာပြီးနောက်ပိုင်းအင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ငလင်နဲ့ပတ်သက်ပြီးကုလအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစဉ်ဟာတရားဝင်အနေနဲ့ဖြစ်ပေါ်လာတာပါလေးလာသူတွေကတော့နာခင်းပုံတိုင်းကိုအကြောင်းပြုလို့2008ခုနှစ်မှာဖွဲ့စည်းပုံခြေခံဥပဒေကို အတီးပြုတ်ခဲ့တဲ့တာရကရှိခဲ့တဲ့အတွက်အခုအချိန်ဒီမှာလဲစစ်ကောင်စီကငလင်းအကြောင်းပြုပြီးအခွင့်ကောင်းယူမှာပဲလို့သုံးသပ်ကြပါသည်။ကျောင်းသားလက်ယုံတက်တော်ဘိုးကော်မတီဝင်ကိုမင်းဟန်ထက်ကရွေးကောက်ပွဲပြီးစီးခဲ့ရင်နိုင်ငံတကာစာမျက်နှာမှာအတိုင်းအတာတစ်ခုထိစစ်အုပ်စုကတရားဝင်မှုရှိလာမှာဖြစ်လို့ဗတ်ဆောင်ဆန့်ကျင်ဖို့လိုတယ်လို့ပြောပါသည်။စကောင်စီကတော့ရွေးကောက်ပွဲမှာ electronic map ဇက်တွေအသုံးပြုမှာဖြစ်လို့အချိန်တိုအတွင်းမဲရလက်တွေရရှိမှာဖြစ်တဲ့အတွက် တလအတွင်းရွေးကောက်ပွဲလုပ်လို့ရတဲ့မြို့နယ်တွေမှာပြီးမြောက်နိုင်မယ်လို့တွက်ဆထားတာပါရွေးကောက်ပွဲစနစ်ကိုတော့မဲများသူအနိုင်ရတဲ့ FPTP စနစ်ပြင်အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်တို့မှာအချိုးကျကိုစားပြုပြည်ရစနစ်ကိုပါပေါင်းစပ်ကျင့်သုံးဖို့ရာထားပြီးလောလောဆယ်မှာအတည်ပြုကြညာတာမရှိသေးပါဘူး